အားလုံးပဲမင်္ဂလာပါမေအီကိမရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကိုနောက်ထပ်လူမေးအများဆုံးဖြစ်တဲ့လေပေါ်မှာ dash ပြီးတော့ဘလူသွားတာလေအတော်မဲ့စနေရောဘယ်မှာရှာရမှာလဲဆိုတာတွေကိုပြောပြပေးသွားမှာပါဗီဒီယိုလေးမစခင်မှာထုံးစံအတိုင်းဒီဗီဒီယိုကြိုက်လို့ကျွန်တော်ကို support ပေးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ပြီးတော့တခြား Telegram Facebook Gaming Group တွေမှာ share ပေးခြင်းဖြင့်ကူညီပေးခဲ့လို့ရပါတယ်ဝမ်ဇူမန်နဲ့ပတ်သက်တဲ့ content တွေကိုဒီတစ်မှတ်ကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ video အသစ်တင်တိုင်းသိရအောင် notification လေးကိုလည်းဖြန့်တားကြဖို့ပြောချင်ပါတယ် နောက်ပြီးတော့ one human ကိုကျွန်တော်ညတိုင်း live လွှင့်တာမလို့ကျွန်တော်ရဲ့ live မှာလည်းသိကျင်တာတွေကို live ရောက်မေးမြန်းလို့ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုပဲဆက်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်လေထဲမှာ dash လို့ရဖို့ဆိုလို့ရှိရင် aero leak ဆိုရယ် sable link လေးလို့ရပါတော့။အခုဒီမှာဆိုလို့ရှိရင်ဒီကောင်က aero leak ပေါ့နော်။ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲလေထဲရောက်လို့ရှိရင်အဝေးဝေးကို dash လုပ်လို့ရတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဒီကောင်ကျွန်တော်တို့သုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်နာရီကြောင်လေထဲမှာ dash လုပ်ရတဲ့ ability ပေးရပေါ့နော်ဒီကောင်သုံးဖို့လိုတယ်ဒီ aero leap ဆိုရယ် save လေးအခုဒီမှာကျွန်တော်ဒီကောင်ကိုသုံးလိုက်ပြီအဲအဲ့တော့ဒီကောင်ကိုသုံးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ win buff လေးတစ်ခုတက်လာတယ်အဲ့မှာကျွန်တော်ကြည့်လိုက်ရင် aero leap အဲကျွန်တော်နှစ်နာရီကြာမယ်ပေါ့နော်ဟိုပါမိနစ်120ဆိုတော့နှစ်နာရီကြာမယ် အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့လေထဲမှာ dash out မယ်ဆိုလို့ရှိရင်အဓိကကျွန်တော်တို့လေထဲမှာရှိနေဖို့လိုရပါတော့ကျွန်တော်ဒီလှိမ့်နဲ့ခလုတ်အဲအဲလှိမ့်နဲ့ခလုတ်ကိုလေထဲမှာရောက်နေတဲ့အချိန်ကိုနှိပ်ကြပါပါเนาะဥပမာကျွန်တော်လေထဲမှာရောက်ဖို့ဆိုခုံလိုက်အဲဆိုလေထဲမှာရောက်နေတဲ့အချိန်ကိုလှိမ့်လိုက်အဲအဲဆိုရင်သူ dash တယ်ပေါ့เนาะနောက် dash တဲ့ခလုတ်ကိုတစ်ချက်ပဲနှိပ်လိုက်ရင်အဲတာတူပေါ့တာတူလေးပဲ dash တယ် stamina ကုန်တာနည်းတယ်ဒါပေမဲ့ကျွန်တော်ဖိထားလိုက်လို့ရှိရင် away ကို dash တယ် stamina ကုန်တာများတယ်ပြီးတော့ကျွန်တော်တို့တစ်ခါ dash တိုင်း stamina ကုန်ပါတယ်ပေါ့เนาะ ဆမ်မနာကုံနဲ့အထိ dash လိုက်လို့ရှိရင်ကျွန်တော်ဆက် dash လို့မရတော့ဘူးပေါ့နော်အဲဥမာကျွန်တော်ဒီမှာကုံနဲ့အထိ dash ရမယ်အဲဒါဆိုရှင် stamina ကုံပြီအဲကြလို့ရှိရင်ကျွန်တော် dash လို့မရတော့ဘူးအဲသူ stamina ပြန်တက်လာမှာပြန် dash လို့ရတယ်အဲ stamina ပြန်တက်တာအဆောင်ပြီးမှ dash တော့ဖိထားပြီး dash ရင်ပိုဝေးရောက်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ aerolee sapling ကိုဘယ်လို craft မလဲဘယ်ရရမလဲပေါ့နော် ဲကျွန်တော်တို့ Aerolli Sabling ကို craft ဖို့ဆိုလို့ရှိရင်ဒီ Davian လိုရယ်ပေါ့နော်ဒီကောင်ဒီခယူပေါ့အဲအဲ့ခယူလိုရတယ်အဲ့ Davian ရှိမှကျွန်တော်တို့ Aerolli Sabling ကို craft လို့ရတာပါအခုဒီမှာဆိုလို့ရှိရင်ဒီ Q ကိုထည့်ထားလိုက်လို့ရှိရင်ဒီ Q ရှေ့ကနေကျွန်တော်တို့အဲ tunneling fluid ဆိုတဲ့ဟာလေးပေးရပေါ့နော်အဲဒီမှာကျွန်တော်တို့ Aerolli formula လည်းရတယ်အဲဒီကောင်ရှေ့ရပေးတဲ့ tunneling fluid တွေနဲ့ဒီ aerolite ကို craft ကတာပေါ့နော်ဒီလိုဆိုကျွန်တော်ဒီကောင်လေးယူလိုက်ပြီး အဲ့ဒါလို့ရှိရင်ဒီ arrow လေးကိုဘယ်မှာတောက်ခတ်ရမလဲဆိုတော့ကျွန်တော် supply web bench မှာတောက်ခတ်လို့ရပြီပေါ့နော်ဒီခရုကိုပုံနဲ့ထည့်ထားဖို့လိုတယ်မဟုတ်လို့ရှိရင်ဒီ arrow leaf formula ကပေါ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခရုကိုပုံနဲ့ထည့်ဒီ tunneling fluid 10ခုလောက်ရပြီဆိုလို့ရှိရင်တောက်ခတ်လို့ရပြီပေါ့နော်အဲ့တော့ supply web bench တောင်းမယ်အဲ့ supply web bench မှာ disabling နေရာကိုချိန်လိုက်ပြီဆိုလို့ရှိရင်ဒီမှာခရုကိုပုံထဲမှာထည့်ထားရဆိုဒီ aerolic ကိုမြင်ရပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့ aerolic craft ကိုကျွန်တော်တို့ဒီ tunneling fluid ရှစ်ခု acid ၄ခုနဲ့မှန်သုံးခုလိုရပါတော့မှန်ရတော့ကျွန်တော်ထင်တော့ပလင်းလှုပ်ဖို့ပဲထင်ပါတယ်ဒီ a tunneling fluid နဲ့ acid နဲ့ပေါင်းပြီးလှုပ်တဲ့ပုံစံပေါ့ဒါပေမဲ့ result ကတော့ဒီသုံးခုလိုတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ craft ပြီးရောရှိရင်ခုနစေးပလင်းလေးရလာအဲ့ကြောင့်အဲ့စေးပလင်းလေးကိုတုံးလိုက်ရင်ကျွန်တော်တို့လေထဲမှာ dash လို့ရပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ domic snake ယူရအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ကျွန်တော်တို့ domic snake queue ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ mini vet scenario မှာရှိရမှာပေါ့เนาะ mini vet မှာပဲရှိတဲ့ prime wire နေပဲ atomic snake ကြာတာပါเนาะ ျွန်တော် Miniverse Scenario မှာမြေပုံဖွင့်ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးမြေပုံတစ်ခွင်မှာ Prime War ဆိုတဲ့ဟာလေးတွေ့ရမှာပေါ့နော်အဲ Prime War တွေကိုကျွန်တော် live ဝင်ရမှာပေါ့နော်အဲကနေကျွန်တော်တို့ကြာတာအခုကျွန်တော်တို့ Prime War ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် Prime War ထဲမှာဒီပုံသုံးပုံရှိတယ်ပေါ့နော် အပြာရဲ့ခရမ်းအဝါရဲ့ပေါ့နော်အဲဒီထဲမှာမှာကျွန်တော်အဝါရောင်နောက်ဆုံးပုံကလည်း Thomas Navigation ကိုကြာဖို့ chance ရှိတာပေါ့နော် ကျွန်တော်တို့အဲ့ဒီအပွားရောင်ရဖို့ဆိုလို့ရှိရင်ကျွန်တော် private ထဲမှာသူအောက်ကပေးထားတဲ့ rating လေးတွေပြည့်ဖို့လိုရပါတော့။အဲ့ rating လေးတွေပြည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ boss ကို damage ပေးတာတို့အဲ boss လာတဲ့ land ကိုကာတာတို့ boss ရှီးခွဲတာတို့အဲ့လိုမျိုးကျွန်တော် activity များများလုပ်ရင်အဲ့ rating တက်တယ်ပေါ့နော်။အခုဆိုလို့ရှိရင်ကျွန်တော်တို့ private ကိုချနေပြီပေါ့နော်။အဲ့ private ကိုချနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ bevet ဒီဘက်တောင်လေးမှာအဲ့ rating လေးပါတယ်ပေါ့နော်။အဲအဲ့ rating မှာကျွန်တော်အခု boss ရဲ့ရှီးကိုခွဲလို့ rating တက်လာပြီပေါ့နော်။အဲ့ rating

အဲကျွန်တော်အခုဒီ prime ဝါကြရဲပုံဟွာကိုဖွင့်လိုက်တဲ့အချိန်မှာအဲပုံထဲမှာဒီမှာ deviation ပေါ့နော် atomicity deviation ကျလာပြီပေါ့နော်အဲအဲ့လိုမျိုးကျွန်တော် atomicity ကို prime ဝါကနေရပါတယ် rating မြေဖို့လိုရဲဆိုတာဒီအပြာနဲ့ခရမ်းနဲ့မှာမကြောက်ပေါ့နော်အဲလို rating အမီနဲ့ပြီးခဲ့တယ်ဆိုရင်တော့မှဒီဒုတိယပုံလိုမျိုးပဲဘာမှမရတာလည်းဖြစ်နိုင်တယ်ပေါ့နော် ဒါကတော့ကျွန်တော်တို့လေးပေါ်မှာဘယ်လို dash လောက်ရမလဲနဲ့အဲ့လို dash လောက်လို့ရဖို့ atomic စနေကိုဘယ်မှာရှာရမလဲဆိုတာပြောပြသွားပါတော့เนาะအကုန်လုံးပဲအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်